မင်္ဂလာပါရှင်။ဘာမခဲ့တဲ့တရင်ဌာနမှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့တရင်ဥတင်သူများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရပဲဖြစ်ပါရရှင်။ယခုကပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့တောင်ဆန်းစုကြည်အာနာရှိရင်ပြည်သူအသက်တွေအများကြီးခေနိုင်လိမ့်မယ်ဆိုတဲ့တရင်ပဲဖြစ်ပါရ။ လူအများအများတည်ဆုံတည်ခိုင်မှုတွေရှိနေတဲ့လက်ရှိငလျင်ပြည်မှာတောင်ဆန်းစုကြည်သာလောက်ကိုင်းဝင်ရှိမည်ဆိုရင်ပြည်သူတွေရဲ့အသက်တွေကိုအများကြီးကယ်တင်နိုင်လိမ့်မယ်လို့ယုံကြည်ကြောင်း NLD အစိုးရလက်ထက်မှာလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်လဲနေရခြားတိုင်းဝန်ကြီးတောင်းကိုထမ်းဆောင်ခဲ့တဲ့ဒေါက်တာဝင်းမြတ်အေးကပြောပါရယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်ကတဘာဝ BN ရဲ့ဆိုင်ရာကုညီကေစိလုပ်ငန်းစဉ်တွေကိုနိုင်ငံရဲ့ထိတ်ဆုံးဦးစားပေးလုပ်ငန်းစဉ်တွေဖြစ်လို့ဆောင်ခဲ့တာတွေတွေ့ရပါတယ်။ COVID-19 ကရောဂါဖြစ်ပွားခဲ့စဉ်ကလိုအပ်ချက်တွေအတွက်ငွေကျပ်ဘီလီယံ၁၀၀၀ကျော်သုံးစွဲသွားမယ်လို့2020ခုနှစ်စက်တင်ဘာလ21ရက်နေ့ကပြည်သူ့ပန်ကြားခြင်းအစီအစဉ်မှာနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ကပြောဆိုခဲ့ပူပါတယ်။ အနရီအစိုးရဦးဆောင်ခဲ့တဲ့2016-2019ဘဏ္ဍာနှစ်ကစပြီးပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကနေတဘာဝဘေးကယ်ဆယ်ရေးအတွက်နှစ်စဉ်ကျပ်ဘီလီယံ20ကိုခွဲဝေပေးခဲ့ပါတယ်။စစ်တပ်အာဏာသိမ်းခဲ့တဲ့2021ခုနှစ်မှာတော့ပြည်ရင်းပြည်ပကအလူငွေတွေလှူထားတဲ့တဘာဝဘေးရန်ပုံငွေမြန်မာကျပ်ငွေဘီလီယံ400ကိုစစ်ကောင်စီကလွှဲပြောင်းယူလိုက်ပြီးဒီရန်ပုံငွေတွေကိုလေယာဆိုင်ပြူရေးချင်းငွေအသေးစားလက်စားကုမ္ပဏီတွေအတွက်ချင်းငွေထုတ်ချေခဲ့တာပါ။ တဘာဝဘေးရန်မုံငွေတွေကိုအခြားကဏ္ဍတွေမှာသုံးဆဲစေခဲ့တဲ့စက်ကောင်စီဟာ2025မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ဘေးအနေကိုဂိုင်းတွေရမှာထိထိရောက်ရောက်မလုံနိုင်တာကိုတွေ့ရပါတယ်။ လက်ရှိကြုံတွေ့နေရတဲ့သဘာဝဘေးတွေမှာစစ်ကောင်စီဆောင်ရွက်နေမှုနဲ့ NLD အစိုးရလက်ထက်ကဆောင်ရွက်ခဲ့မှုအခြေအနေတွေကိုလက်ရှိမျိုးသားညီညွတ်ရေးအစိုးရ NUG မှာလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်ရဲ့ဆိုင်ရာစီမံခန့်ခွဲဝင်ကြီးရဲ့ပြည်ထောင်စုဝန်ကြီးဖြစ်တဲ့တောင်းထန်းဆောင်နေတဲ့ဒေါက်တာဝင်းမြတ်အေကို AR ကဆက်သွဲမေးမြန်းထားခြင်းဖြစ်ပါရှင်ဆလဘီငလင်ဘီအပြေဝမကူညီနိုင်တာကြောင့် NUG တောင်းပန်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ အမျိုးသားညညရေးအစိုးရ NUG အနေနဲ့စုံမနယ်မြေတွေမှာလာငလင်ဘေးတန်တဲ့လူတွေကိုကိုကြီးကယ်ဆယ်မှုတွေအပြည့်အဝအားဆိုင်လုံနိုင်နေတာကြောင့်ပြည်သူလူထုကိုလေးနက်စွာတောင်းမနေလို့ထုတ်ပြန်ထားပါတယ်။ အမျိုးသားညညရဲ့အဆိုအရအနေဖြင့်မိမိတို့၏စိုးမိုးနေမြများတွင်ငလင်ဘေးတန်တဲ့လူတို့ကို82နှစ်အတွင်းကုညင်ကယ်ဆယ်မှုများအပြေးဝအားဆိုင်လုံနိုင်ခဲ့တော်လဲအကျန်းဖက်ဆက်ကောင်းစီစိုးမိုးဒေတာများတွင်ကိုတိလက်ရောက်ဝင်ရောက်မကူညီနိုင်ခဲ့သည့်အတွက်များစွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပြီးငလင်ဘေးတဲ့ပြည်သူလူတို့ကိုလေးနက်စွာတောင်းပန်အပ်ပါသည် မြန်မာတကြံရက်ဖြစ်တဲ့အခုလ23ရက်ကနေ20ရက်ထိကိုလည်းနိုင်ငံလုံးဆိုင်ရာပြည်သူ့ဝန်ထဲခြေကွဲမှုနဲ့နှစ်သိမ့်အားပေးမှုရက်သတ္တပတ်အဖြစ် NUG ကသတ်မှတ်လိုက်ပါတယ်။အဲဒီကာလအတွင်းမှာ ပြည်ရင်းပြည်ပနေပြည်သူတွေအနေနဲ့လည်းပြည်သူမှပြည်သူတို့နှစ်သိမ့်အားပေးခြင်းတွေကိုတဦးချင်းအနေနဲ့ဖြစ်စေအစုအဖွဲ့နဲ့ဖြစ်စေကုသိုလ်ကောင်းမှုစုတောင်းမှုငလင်းတန်ခံပြည်သူတွေကိုစာနာရိုင်းပင်းကြောင့်ပြသတဲ့လှူဆောင်မှုတွေကိုဆောင်ရွက်ပေးကြဖို့လည်းတိုက်တွန်းထားပါသေးတယ်။ ဒါပြင်ငလင်းဘေးထန်ခံရချိန်မှာတော့စစ်ကောင်စီကလေးချောင်းတိုက်ခိုက်မှုတွေကိုနေစဉ်ရက်ဆက်လူသားမဆန်စွာလှုပ်ဆောင်နေစေဖြစ်တာကြောင့် NUG အနေနဲ့ဒီဖြစ်ရက်တွေအတွက်တရားမျှတမှုပြန်လည်ရရှိရေးစွမ်းကုန်ကြိုးပမ်းမယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြပါရယ်စစ်ကောင်စီကတော့မြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့ငလင်းဘေးအတွက်မတ်လ31ရက်ကနေအခုလ6ရက်ထိကိုနိုင်ငံအဆင့်ဝန်ထမ်းရက်တွေသတ်မှတ်ပြီးအလန်နိုင်တဝက်ရော့ချလွှင့်တူဖို့ကြေညာထားပါရယ် ဒါပြင် NUG နဲ့မြောက်ပိုင်းမဟာမိတ်သုံးဘဲဖြစ်တဲ့ MNDAA, TNLA နဲ့ AA တို့ကငလင်တန်ကြောင့်ထိုးစစ်တွေကိုရာရက်ဆဲကြောင်းကြေညာပေးမယ်။ဆဲကောင်းဆောင်ပူဇော်မှုကြီးမင်းအောင်လိုင်းကတော့ငလင်တန်တင့်နေပေးမယ်။လူအပ်တဲ့ကာဝေးရေးတွေကိုဆက်လုပ်မယ်လို့မင်းကညပိုင်းမှာထုတ်ပြောထားပါတယ်။ဆက်လက်ပြီးနောင်ကျိုရင်ကျိုတင်အကြောင်းကြားထားခြင်းမရှိ၍တရုတ်ချက်ချင်းဤအသိကိုကြီးရဲ့ရင်နှံကိုစစ်တပ်ကပြစ်ခတ်တားဆီးခဲ့ကိုအစံဖက်စော်မင်းထုံဝန်ခံဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်တွင်တရုတ်စစ်ကြေးနေအသင်းကုညီရေနံကိုကြိုတင်တရင်ပြေဖို့ထားခြင်းမရှိ၍စစ်တပ်ကပြစ်ခတ်တားဆီးခဲ့ကြောင်းစစ်ကောင်စီပြောခွင့်ရအစမ်းမဲ့စော်မင်းထွန်းကဝန်ခံပြောဆိုလိုက်သည်။ ချက်ကောင်စီဝါရဖြန် Telegram Channel များမှာတစဉ်တရုတ်ချက်ချင်းနေသည့်ရင်းနှံပြစ်ခတ်ခံရမှုနဲ့ပတ်သက်၍အစံမဲ့ဇော်မင်းတုံကထို့သို့ရှင်းလင်းချက်ထုတ်ပြန်လာခြင်းဖြစ်သည်ရှမန်နီဧရလာတရရနေ့ည9:30မိနစ်အချိန်နောင်ချိုမြို့နယ်အုံမရီကျေးရွာနေသို့ရောက်ရှိလာသောတရုတ်ချက်ချင်းနေအသိကုညီကေစီရန်နံကိုပြစ်ခတ်တားဆီးခဲ့ကြောင်းအဆိုပါရန်နံသည်ဝင်ရောက်မြို့ကိုကျူတင်ကြောင်းကြားထားခြင်းမရှိကြောင်း၎င်းကဆိုသည် အခုဖြစ်ခဲ့တဲ့အဖွဲအနေနဲ့ရောမြန်မာနိုင်ငံကိုရောသက်ဆိုင်ရာဆက်တမ်းရုံကိုရောကြောင်းကြားထားခြင်းမရှိဘူးဆိုတာပထမဦးစွာသိရပါဗျ။ဖြစ်စဉ်အနေနဲ့ကတော့ဖြစ်တဲ့နေရာကတော့နောက်ကျမြို့နယ်အုံမရီရွာအနီးမှာဖြစ်ခဲ့တာဖြစ်တဲ့အဲ့ဒီနေရာမှာလဲတမ်ဘရွန်နဲ့ TNL တို့အကြားတိုက်ပွဲတွေဖြစ်ပွားနေတာကိုကျွန်တော်တို့အားလုံးသတင်းများသိရှိနိုင်ပါတယ်။ဖြစ်စဉ်မှာဧပြီလ၁ရက်နေ့ည9:00နာရီခွဲလောက်မှာနောက်ကျဘက်ကနေပြီးရန်နံ9စီလောက်ပါတယ်လို့ပြောတယ်။အုံမရီရွာအနီးမှာကျွန်တော်တို့တမ်ဘရွန်လုံခြုံရေးအဖွဲ့ရှိပါတယ်။တမ်ဘရွန်လုံခြုံရေးအဖွဲ့အနေနဲ့ဒီရန်နံ န်းကိုတွေ့ရခါမှတားဆီးပါတယ်။တားဆီးလို့မရတဲ့အခါမှမီတာတရာအကွာလာကလေးကမီးထိုးပြီးတော့တားဆီးတယ်။မီတာတရာလောက်မှာတော့မူဘော့ထောင်းပြီးတနတ်၃ချက်ပြစ်ပေါက်ခဲ့တယ်လို့သိရပါတယ်။ဒါနဲ့နောင်ကျိုဘက်ကိုပြန်သွားတယ်လို့အကြံပြန်သိရပါတယ်။ကားတွေကမြန်မာနိုင်ငံနံပါတ်တွေရဲ့ကားတွေကြီးဖြစ်ပါတယ်ကိုအကြံမဲ့ဆော်မင်းထုံကဝန်ခံတယ်။ TNL ၏သတင်းထုတ်ပြန်ချက်တွင်မစစ်ကောင်စီကိုကြိုတင်သတင်းပေးပို့ထားတော်လဲတရုတ်ချက်ချင်းဤအသိဤငလျင်ဘေးတင်ပြည်သူများ၆ပတ်ရေကောက်ကိုစီကိုစစ်တပ်ကနောက်ချုံမြို့နယ်တွင်ပြစ်ခတ်ခဲ့ကြောင်းသိရှိရသည်။ ရှမန်နီဧပြီလ၁ရက်နေ့ည9:20မိနစ်အချိန်တရုတ်နိုင်ငံစစ်ချင်းနေအသင်းကမြန်မာနိုင်ငံငလျင်ဘေးတင်ပြည်သူများအတွက်ထောက်ပံ့ရေးပစ္စည်းများတည်ဆောင်လာသည့်ရန်နံကိုစီကိုစစ်ကောင်စီတပ်ကဆက်လက်တနက်ပြင်ပစ်ခတ်ခဲ့ကြောင်းအဆိုပါရန်နံမှာမန္တလေးမြို့သို့ခရီးဆက်ရာတွင်နောင်ကျိုမြို့နယ်အုံမလီကျေးရွာတွင်စစ်ကောင်စီတပ်၏အသင်းဆောင်ဆိုင်ပစ်ခတ်ခြင်းကိုခံခဲ့ရကြောင်းသိရှိရသည်။ တရုတ်ချက်ချင်းရဲ့တင်အခုညီပေးရရင်နဲ့မန္တလေးမြို့သို့ခီးဆက်သွားမိအကြောင်းကိုလည်းစစ်ကောင်စီတန်းတရင်ပေးပို့ခဲ့ပြီးဖြစ်တော့လေရခုတ်ကဲ့သို့လန်ခီးတွင်ပြက်ခတ်ခံခဲ့ရပြီးနောက်ကျိုးမြို့သို့ပြန်လည်ဆုတ်ခွာလာခဲ့ရကြောင်းသိရှိရသည်တရုတ်နိုင်ငံချက်ချင်းနေသည့်မြန်မာနိုင်ငံငလျင်ပေးတဲ့ပြည်သူများအတွက်ထောက်ပံ့ရေးပစ္စည်းများတည်ဆောင်လာသည့်ရန်တန်ကို TNL ကကာဝေးဆောင်ရှောက်ပေးထားပြီး၎င်းတို့လူရခီးကိုဆက်လက်ပို့ဆောင်သွားမည်ဟု TNL ကထုတ်ပြန်ကြေညာသည်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့နေပြည်တော်မြမမိရထားအင်ယာများငလျင်တန်းကြောင့်ပြိုကျပျက်စီးပြီးနန်းစီရီယံဝန်ထမ်းနဲ့မိသားစု1600ကျော်ကဲကူသူမဲ့နေဆိုတဲ့သတင်းပဲဖြစ်ပါရရှင်နေပြည်တော်မြမမိရထားအင်အားငလျင်တန်းကြောင့်ပြိုကျပျက်စီးပြီးနန်းစီရီယံဝန်ထမ်းများနဲ့မိသားစု1600ကျော်ကုကဲ့သို့မဲ့နေသောမြမမိရထားရုံချုပ်များဝန်ထမ်းများကရန်ကုန်ခေတ်သတင်းဌာနတန်းသို့ပြောဆိုသည် မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့သောငလျင်ကြောင့်နေပြည်တော်ရှိမြမမီယတာရုံချုပ်ဝန်ထမ်းအရာများအနက်မှလေးရက်တိုက်အမှုရန်အရာ25လုံးအရာရန်အရာ18လုံးမှပြက်စီးခြင်းပြိုကျခြင်းနဲ့အကွဲခြင်းတို့ကြောင့်လူနေထိုင်ရမရတော့ကြောင်းထို့ကြောင့်စစ်ကောင်စီကဝန်ထမ်းများနဲ့မိသားစုများကိုနေပြည်တော်ပုဗ္ဗတိရီမြို့နယ်ရှိနေပြည်တော်ပူတာကြီးအမှတ်7ပလက်ဖောင်းနဲ့ကုန်းလန်းပို့ဆောင်ရေးဝန်ထမ်းတွေယာယီနေထိုင်ရနေရစားထားပေးကြောင်းတို့ရရဲမြည်သည့်အကူအညီမှမပေးရေးတောက်တုံးရင်စားနေရိတ်ခါနဲ့အမိုးကများအကူအညီလိုအပ်နေကြ ြောင့်သိရှိရသည်ဘသူမှလည်းလာမကြည့်ဘူးရှေးတောင်တဘူ2000နဲ့ဝယ်တောင်းနေရတယ်ငလင်ကြောင့်မြမမီရထားဝန်ထမ်းနဲ့မိသားစုဝင်စနေဦးသေးဆုံးပါတယ်ဆလေးဦးကတော့ပြင်ချန်တန်ရရပါတယ်ကျွန်တော်တို့ကဘသူမှလည်းလာမကြည့်ပါဘူးတောက်ရင်မရှိလို့တောက်ရင်20လီတာတဘူကို2000နဲ့ဝယ်တောင်းနေရတယ်ဟုမြမမီရထားဝန်ထမ်းတို့ကဆိုသည် လက်တလောနေပြီးတော့ရှေးဝန်းနဲ့အိမ်ယာများအလုံးမှာပြိုကျပြက်စီသွားသဖြင့်ဝန်းနှင်းများအလုံးကလမ်းမော်ရင်းသာအိမ်ဆက်နေထိုင်ရကြောင်းစောင်းနေရေးအတွက်စက်ကောင်စီထံမှထိရောက်သောအကူအညီများမရရှိကြောင်းနေပြီးတော့မှဝန်းနှင်းများကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည်ဆလဘီငလျင်ပေးနိုင်ငံတော်ဘတ်ဂျက်1900ဘီလီယံအသုံးပြုမြို့စစ်ကောင်းဆောင်ပြောဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။ ငလင်တန်းကြောင့်တိခိုက်ပျက်စီးသွားသည့်ဒေသများကိုကုညင်ကယ်ဆယ်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်လျက်ချက်ဘီလီယံ900ကိုအသုံးပြုသွားမည်ဟုအနာသိန်းစိတ်ကောင်းဆောင်မယောင်လင်ကပြောသည်ဧပြီလ10ရက်နေ့နေပြည်တော်တွင်ပြုလုပ်သောငလျင်အတွက်အလုံငွေများလက်ခံတဲ့အခမ်းအနားတွင်2024-2025ဘန်နာရီနိုင်ငံတော်ဘတ်ဂျက်မှအသုံးပြုသွားမည်ဟုစစ်ကောင်ဆောင်မင်းအောင်လိုင်ကကတိပေးပြောဆိုခဲ့ခြင်းဖြစ်သည်ငလင်လောက်ခံမှုဖြစ်ပြီးနိုင်ပိုင်းအတွင်းနိုင်ငံတကာကိုအကူအညီတောင်းဖိတ်ခေါ်ခဲ့၍နိုင်ငံပေါင်း၁၂နိုင်ငံပါဝင်ကူညီခဲ့ရာ ကိုညင်ကယ်ဆယ်ရေးလေရင်36ဆီရောက်ရှိနေပြီကယ်ဆယ်ရေးဝန်ထမ်းပေါင်း1143ရောက်ရောက်ရှိနေကြောင်းမင်းအောင်လိုင်းကဆိုသည် ငလင်းနဲ့ပတ်သက်ပါကသင်ငန်းစာရရှိပြီးငလင်းကြောင့်ဖြစ်ပေါ်လာတဲ့ဖြစ်ပျက်မှုတွေသင်ငန်းစာရယူနိုင်မှုနဲ့အင်ဂျင်နီယာရှူထောင်ရာအဆောက်အဦတွေတည်ဆောက်ရမှာစနစ်တကျတစ်ချက်ဆောက်လုပ်ဖို့ကိုလည်းသင်ငန်းစာရယူချဖို့လိုအပ်တယ်လို့ပြောဆိုခဲ့သည်။အဆိုပါအလုံငွေလက်ခံတဲ့အခမ်းအနားတွင်အလူရှင်များ၏လှူဒါန်းမှုငွေသား104.44ဘီလီယံနှင့်စနစ်3.4ဘီလီယံရှိတန်ဖိုးရှိအလူပစ္စည်းများစုစုပေါင်း136.84ဘီလီယံကိုလက်ခံရရှိခဲ့သည်ဟုစင်ကောင်းဆောင်မြန်အောင်လိုင်းကပြောသည်။ မတ်လ28ရက်နေ့နေ့လယ်12:30မိနစ်တွင်မြန်မာပြည်အလဲပိုင်းဖြစ်သည့်မန္တလေးစကိုင်းနေပြည်တော်မကွေပဲခူးတိုင်းနှင့်ရှမ်းပြည်နယ်တို့တွင်အင်အား9.9အစဉ်ရှိငလင်ကြီးလှုပ်ခတ်ခဲ့သည်ထုံငလင်ကြောင့်ထိခိုက်ပျက်စီးမှုသေဆုံးမှုအလွန်များပြားပြီးဧပြီလ1ရက်နေ့နနက်8:00စက္ကောင်စီတရင်အရာသေဆုံးသူ2839ဦးဒဏ်ရာရရှိသူ4521ဦးနှင့်ပျောက်ဆုံးနေသူ442ဦးရှိလာပြီဖြစ်သည်ဆက်လက်ပြီးလည်းပိတ်မိနေသူများသေဆုံးနေသူများပျောက်ဆုံးနေသူများ အများပြားရှိနေသေးပြီးကုညီကယ်ဆယ်ရေးလုပ်ငန်းများဆက်လုပ်ရန်လိုအပ်နေကြောင်းသိရှိရပါတယ်ရှင်။